မှုကပြီးနေပြီ။မင်းပါပြစ်ချင်နေတာမို့သော။အခုထပ်ပြတဲ့လူသတ်မှုကကျွန်တော်ပြောခဲ့သလိုပဲလွန်ခဲ့တဲ့9နှစ်တုန်းကဖြစ်တဲ့လူသတ်မှုနဲ့ဆက်ဆက်မှုရှိရဲဆရာရဲ့။ဒီကိစ္စကြီးတစ်ခုလုံးရဲ့နောက်ွယ်မှာအားလုံးကပတ်သက်မှုရှိတယ်။ဘယ်နေရာဘယ်ဘက်ပျောက်ဆုံးနေလဲဆိုတော့ငါတို့အဲ့ဒါကိုရှောင်းဖို့ဒီကလေးကဘာဖြစ်လို့ကာနာကိုကြားနေရလဲ။တယောက်ယောက်နဲ့တူနေတယ်လို့ပဲ။ဒီကောင်ကငါတို့ထင်လာတာလည်းပုံပြီးဖြစ်တယ်။ အဲ့တော့ထူးခြားဖြစ်စရာကိုကိုရှိရတယ်။ငါစီကိုချက်ချင်းပေါ့ဆရာ။ဆရာဒီလောက်ရက်ဆက်တဲ့လူသက်သမားကိုလိုက်ပြီးတော့ကာကွယ်နေရတယ်တခုယူတော့အကြောင်းပြချက်ပါ။ဟာလေမဟုတ်ဘူး။ဘူးချိန်မှာလူသက်သမားကိုပြောပြနေတယ်။တဝီတော့တက်တယ်ဆယ်ရေရှိရတယ်။လူသက်သမားသူ့ကိုအဆင်ပြေရတယ်။လူသက်သမားမိမသက်တယ်ဖြစ်ထွက်ဆိုရမယ်ဆိုရင် bukan milik saya